တမလို့ချင်မပြည်မြအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေးပါ16ရက်10လ2025ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့ကတော့သတင်းတရက်နားလိုက်တယ်ဗောနော်နားလိုက်တော့နည်းဖြားရင်လို့ဖြစ်တာလည်းပါတယ်နည်းစိတ်ကလည်းအခက်မတင်တဲ့အကြောင်းအရာလေးတွေရှိနေတော့မတင်ပြလိုက်တာပါเนาะအဲ့တော့လည်းတောင်းပါပါတယ်အဲ့တော့သတင်းအနေနဲ့စကြရအောင်ဒီနေ့ကျွန်တော်တင်မဲ့သတင်းတွေကတော့ဒီရခိုင်ပြည်နယ်မှာဒါဖြစ်နေတဲ့စစ်တီနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမယ်ပြီးရင်ဒီဒီဘောဘတ်မှာဖြစ်နေတဲ့စစ်တီနဲ့ပတ်သက်ပြီးတင်ဆက်ပေးမယ်နောက်တစ်ခါတော့ဒီစကိုင်းမှာအကြမ်းဖက် PDF တွေရဲ့ ကျန်တဲ့ရုပ်မှန်မှုတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုဘလို့ခံစားနေရတယ်ဆိုတဲ့အကြောင်းအရာလေးတွေတင်ဆက်ပေးမယ်။နောက်တစ်ခွက်တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီစီယုံကွန်းဒါဗနေရနေ့နဲ့ဗနေရနေ့ထိဒါ UEC ကနေပြီးတော့ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတာလေးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါပရမအုံတော်တပုတ်နဲ့ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးရေမှုစမယ်ရခိုင်ပြည်နယ်ကိုဒါဒီနေ့တက်မတော်ကတိတ်ငက်တွေကဒီကွာတို့အန်းဟိုကွာတို့ဒီကွာတို့ပေါ့နော်အန်းတို့ကဒါ အစာကောက်ခဲ့တယ်တန်တွဲဘက်တွေကိုဒါအစာကောက်ခဲ့တယ်အဲ့တော့အစာကောက်ခဲ့တယ်ဒါသိဆုံးမှုစင်းတော့မသိရသေးဘူးသိရရင်တော့ကျွန်တော်တို့ပြန်ပြောပေးမယ်ဒီနေ့သိငတ်တရအစာကောက်ခြင်းကိုခံလိုက်ရတဲ့အကြံပတ် AA တွေဖြစ်ပါတယ်နော်နောက်တစ်ခါတော့ဒီနိုင်ကန် viewer scan ကုန်းပေါ့နော်ဒါကဘာလုံး scan လို့လည်းအများအားဖြင့်ခေါ်လိရှိတယ်ဒီနိုင်ကန် scan လို့လည်းအများအားဖြင့်ခေါ်လိရှိတယ်ဒီ scan ကုန်းကိုဒါအကြံပတ်ပြည်ဖြတ်အုပ်စုမီဒီယာတွေအနေနဲ့ဟိုတင်နေရတွေတွေ့ရတယ်နော်သူတို့ဒီဘွားပေါ့ AA ပေါ့နော် AA ရခိုင်ရခိုင်တက်မလို့ပေါ့နော်ရခိုင်တက်မလို့သူတို့ခေါ်တယ်လို့ပေါ့နော် အဲ့တော့တို့တို့တင်ထားတဲ့ထဲမှာတော့ဒီ7နှစ်နေရတစ်ချက်တို့ရပြီဆိုပြီးတော့ကျင်ညာတယ်နောက်တစ်ခါ7နှစ်နေမှာတစ်ချက်တို့ရပြီဆိုကျင်ညာတယ်နောက်တစ်ခါဒီ14နှစ်မှာတစ်ချက်ရပြီဆိုပြီးတို့ကျင်ညာခဲ့တယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တင်ဆက်ပေးမယ်အမှန်တကယ်တော့တို့ဒီစကန်ကုန်းကကိုလာကြော်ကြာတိုက်ပွဲဖြစ်ပါတယ်နော်စကန်ကုန်းရဲ့ဒီအမြင့်နော်စကန်ကုန်းရဲ့ဒီတီရှိပုံစကန်ပုံရဲ့စောက်တီထားပုံနေနဲ့ပတ်သက်ပြီးတော့ဒီကောင်းနေအနေနဲ့ကိုလာကြော်ကြာတိုက်နေပါတယ်အခုချိန်ဒီလေတိုက်ပွဲတွေကပြင်းထန်နေသေးပါဒီကျွန်တော်တို့မနေ့ကနောက်ဆုံး15ရက်နေ့ထိသိရှိရတဲ့အချက်ကတော့ပထမတော့ကျွန်တော်တို့ 20 80ပေါ့နော်ကြမ်းပတ် A တွေကဒါ80ရာခိုင်နှုန်းလောက်ကိုဒီစကန်ကုန်းကိုထိန်းထားတဲ့အနေအထားတစ်ခုရှိတယ်ဒါတက်မတော်က20ရာခိုင်နှုန်းလောက်ပဲဒါထိန်းချုပ်နိုင်တဲ့အနေအထားတစ်ချက်မှာရှိတယ်အော်ဒါပေမဲ့ဒီနေ့တော့တက်မတော်ကဒီလီချောင်းကြီးလေဟိုလီတော့ရေတော့မပါဘူး sorry ကြီးနဲ့လီနဲ့နော်ပေါင်းပြီးတော့ဒါစော်ထဲလိုက်တာစော်ထဲလိုက်တာเนาะရခိုင်တွေကရခိုင် A တွေအနေနဲ့ငားစားပဲမြင်တယ်ငားများကြိတ်ကိုမမြင်ဘူးငားများကြိတ်ကိုမမြင်ဘူးအဲ့တော့ သေးတာပဲသေးတာပဲအဲ့တော့စကန်းကုန်းမော်နေခွေးပြုတ်ွက်ပြီးနေဆင်းပြေးသွားရတယ်အဲ့တော့ဒီစကန်းကုန်းကိုဒီနေ့ရကံပြူကစကန်းကုန်းကိုရပြီလို့ကြင်ညာတဲ့လူတွေကိုကြည်လိုက်တော့အကုန်လုံးကတက်မတော်တဲ့တက်မတော်တဲ့မှာအမှုပေါင်း16000နဲ့เนาะအမှုပေါင်း16000နဲ့မရိမှုတွေခိုးမှုတွေတိုက်မှုတွေကျူးလွန်ပြီးတော့ထွက်ပြေးသွားတဲ့စစ်ပြေးတွေကလာကြင်ညာနေတာဖြစ်တယ်เนาะစစ်ပြေးအုပ်စုကပဲကြင်ညာနေတာဖြစ်တယ်เนาะစစ်ပြေးအုပ်စုဆိုလို့ရှိရင်ကျွန်တော်မြူဝပြည်သူရဲ့မျက်လုံးထဲမှာဘယ်ကောင်တွေကိုပြင်းမြင်လဲဆိုတာကျွန်တော်မြူဝပြည်သူတွေသိပါတယ်เนาะအဲ့တော့တက်မတော်တဲ့မှာတက်မတော်ရဲ့ဒီထားရှိတဲ့ ဥပဒေပုံမှန်တွေကိုမလိုက်နာဘူးဥပဒေကဟိုတက်မတော်ချထားတဲ့စီမင်းစည်းကမ်းတွေကိုမလိုက်နာဘဲနဲ့သူများသားပြုသမီးပြုကိုနော်ခွေးချစ်ခွေးချံကြံတယ်ခွေးချစ်ခွေးချံကြံလို့တက်မတော်ကနေပြီးတော့အေးအေးယူအဖက်စားမှုတွေပြုလုပ်တော့ဘာဖြစ်လဲထွက်ပြေးသွားတယ်ထွက်ပြေးသွားတယ်နော်ထွက်ပြေးပြီးတော့အခွင့်အခါကောင်းတဲ့အချိန်မှာဘာဖြစ်လဲဒိုရေးဒိုရေးဆိုထားလုပ်လိုက်တယ်ဒိုရေးဒိုရေးထားလုပ်ပြီးစီဒီယန်လုပ်ပြီးတော့ထွက်ပြေးသွားတဲ့ကောင်းနေကြပဲနော်အဲ့တော့ဒီကောင်းနေရဲ့နောက်ကြောင်းကိုလိုက်ကြည့်လိုက်လို့ရှိရင်စောက်ကြောင်းကောင်းတယ်တကောင်းမှမရှိဘူးတကြောင်းမှမရှိဘူးနော်ဒီကောင်းနေရဲ့စောက်မှုနောက်ကြောင်းတွေကိုကြည့်ကြည့်လိုက်ရင်တက်မတော်က ချထားတဲ့ဥပဒေတွေတက်မတော်ချထားတဲ့စီမင်းစည်းကမ်းတွေကိုမလိုက်နာဘဲနဲ့ဒီဥပဒေတွေဒီစီမင်းစည်းကမ်းတွေကိုကြော်လွန်ပြီးတော့နော်လုတ်ပိုင်ခွင့်ရှိပါတယ်ကွာဆိုဆောက်ရှုံးနဲ့လုတ်လို့တက်မတော်ကအရေးယူဖက်ဆားမှုတွေလုပ်မယ်ဆိုတော့ထွက်ပြေးသွားတဲ့ကောင်းလေးအဲဒီကောင်နေရောစောက်ကြောင်းကိုကြည့်လိုက်ရင်တကြောင်းမှကောင်းတာမရှိဘူးအဲကောင်နေပဲတင်နေတာဖြစ်ပါတယ်အဲ့တော့အမှန်တကယ်ရပြီဆိုလို့ရှိရင်အမှန်တကယ်ရပြီဆိုလို့ရှိရင်ဟုတ်ပြီသူတို့ပြောသလိုနိုင်ငံပြူကစကန်ကုန်းကဘာလုံးစကန်လို့လည်းအများအပြားခေါ်တဲ့ဒီစကန်ကုန်းကြီးကိုသူတို့အမှန်တကယ်ရပြီဆိုလို့ရှိရင်ဗျာဗီဒီယိုဖိုင်နဲ့တကွာသူတို့ ဟိုကျွန်တော်မြတ်ပြည်သူတွေမှတ်မိမှာပါဟုတ်ဥက္ကရဒစကန်းနော်ဥက္ကရဒစကန်းကိုဒီကောင်းနေရတဲ့အချိန်မှာဘလူတီတင်ခဲ့ကြလဲနော်ငဇွဲတို့နော်အများကြီးပဲဘလူတီတင်ခဲ့ကြလဲသူအာဒီစစ်တပ်ရဲ့နော်ဥက္ကရဒစကန်းကြီးကိုနော်တမိုင်းဝန်စကန်းကြီးကိုနော်ငါတို့ဘလူတီတင်ခဲ့လိုက်ပြီဒီမှာကြည့်လိုက်ဗီဒီယိုဖိုင်လေးအဲ့လိုတင်လေးအဲ့လိုတင်လေးသူတို့မှတ်ကြရပြီဆိုအဲ့လိုတင်လေးသူတို့အဲ့လိုလည်းမတင်ရဘူးမတင်ရဘူးနိုင်မောင်နေပြီးတော့ပြည်သူလူထုကိုအထင်မြင်လွဲမအောင်ပြည်သူလူထုကို မှိုင်းနေတိုက်နေရခြင်းဖြစ်ပါတယ်အခုအချိန်ထိဒီစခန်းကုန်းကတိုက်ပွဲတွေပြင်းထန်နေဆဲပါเนาะတိုက်ပွဲတွေပြင်းထန်နေဆဲ6လကျော်ကြာစစ်ပွဲလည်းဖြစ်ပါတယ်6လကျော်ကြာစစ်ပွဲလည်းဖြစ်တယ်လက်ရှိအချိန်ထိလည်းတိုက်ပွဲတွေကအရန်ပြင်းထန်နေတယ်တက်မတော်ကလည်းဒီစင်ရာတွေတောက်လျှောက်လုံးရင်းဖြည့်ပေးနေရရှိတယ်ပြီးရင်လက်နေကြီးလက်နေငယ်တွေတောက်လျှောက်ပြစ်ကူပေးနေရတယ်ရှိတယ်လေချောင်းကနေပြီးတော့ထိုးစစ်ဆင်ပြီးတော့ဒါတိုက်ခိုက်ပေးနေရရှိတဲ့အတွက်အကြမ်းဖက်အေအေနဲ့အပေါင်းပါတစ်တိုက်ကတော့လက်ရှိချိန်ထိဒီစကန်ကုန်းမဟုတ်ဘူးမတက်နိုင်သေးဘဲနဲ့အောက်မှာတဲ့ခွေးတွေဝဲတွေပြင်းနေတဲ့အနေထားတွေတွေ့ရပါတယ်အဲ့တော့ ဲ့ဒီစကန်ကုန်းကို လာတိုက်တဲ့အဖွဲ့ကအေးကနေပါတယ်အေးကနေပါတယ်နော်လာတိုက်တဲ့အဖွဲ့တွေကချင်းလက်နက်ကင် PDF တွေရှိတယ်ပြီးရင်ဒီအညာသားဆမ်မတက်ပြမတက်အကြမ်းဖက် PDF တွေရှိတယ်အဲ့တော့ပြီးလို့ရှိရင်ဒီအေးပေါ့နော်သူတို့သုံးခွဲ့ဦးအောင်ဒီပြီးရင်ဒီမကွေးကအကြမ်းဖက် PDF အုပ်စုတွေရှိတယ်နော်အေးအဲ့အုပ်စုတွေပေါင်းပြီးတော့ဒီစကန်ကုန်းကိုတိုက်နေတာဖြစ်ပါတယ်ကိုလာကြိုခဲ့ပြီဖြစ်ပါတယ်နော်အခုချိန်ထိလည်းသူတို့ မရပါဘူးမရပါဘူးဒါဘူးသူတို့အနေနဲ့ဟိုထင်အောင်ထင်မှားဖြစ်အောင်နည်းနည်းလေးသူတို့ထိန်းချုပ်နိုင်တာနဲ့ရပြီဆိုပြီးတော့ကြေညာနေတာဖြစ်ပါတယ်အမှန်တကယ်ကတော့အဲ့ night gun scan ကောင်ကယနေ့ချိန်အထိရန်သူလက်ထဲကိုကြားရောက်ခြင်းမရှိသေးမနဲ့ဒီနေ့ချိန်ဆိုရင်တော့60 40ပြန်ဖြစ်သွားတယ်တက်မတော်က60ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီးတော့အကြံပတ် A ကတော့40ရာခိုင်နှုန်းထိန်းချုပ်ထားတာတွေတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီ night gun နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နေ့စဉ်ရက်ဆက်တင်ဆက်ပေးသွားပါမယ်ရရရရင်ရသလိုသတင်းအမှန်တိုင်းကိုကျွန်တော်တို့ဒီတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါ တက်မတော်ကတိဘောကိုထိုးသစ်စင်နေရတဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဒါဖြစ်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုအထိခိုက်အကြဆုံးများနေတဲ့အကြမ်းဖက်တရအလေတွေနဲ့ခုလက်ရှိဆိုလို့ရှိရင်သူတို့ဆုတ်ခွာသွားနေတဲ့အနေအထားတွေကိုတွေ့နေရပြီကျွန်တော်တို့နောင်ချုံနဲ့ကြောင်မဲကိုတက်မတော်ကအလုံးစုံထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီတိဘောကိုတက်မတော်ကထပ်မံပြီးတော့ထိုးသစ်စင်နေခုလက်ရှိတိဘောနဲ့တက်မတော်စစ်ကြောင်းနဲ့ရောက်နေတဲ့နေရာကနီးနီးလေးပဲရှိပါတယ်ဒီတိဘောမှာဆိုရင်လည်းအကြမ်းဖက်တရအလေတွေမရှိသလောက်ဖြစ်သွားပြီတက်မတော်က ဒီသွားမဲ့မြို့လမ်းမကြီးတိုင်းမဝင်မင်းနဲ့ကျန်တဲ့လမ်းကြောင်းတွေကနေပြီးတော့ပိတ်ဆို့ဝင်ပြီးတော့ကျတော့ပလောင်တွေကိုရှင်းနေတုတ်တင်နေတဲ့အနေအထားတွေရှိတယ်အဲ့တော့တီဘိုးကိုရလို့ရှိရင်ကျွန်တော်မေးနေတယ်မိဘပြည်သူတွေရှိပါတယ်เนาะတီအကေရွေးတက်မတော်ကတီဘိုးကိုရရှိခဲ့ပြီဆိုရင်နောက်ထပ်မြို့ဘယ်မြို့ကိုစတိုက်မလဲမူကုတ်ကိုတိုက်မလားလို့မေးနေတယ်ကျွန်တော်မိဘပြည်သူတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကစေရေးစရာကိစ္စတွေဖြစ်တဲ့အတွက်ဟိုအရင်ကြီးပြောလို့တော့မရဘူးအဲ့တော့မူကုတ်ကိုတိုက်မလားဆိုတော့ဖြစ်သွားနိုင်တာပဲမူကုတ်ကိုတိုက်မယ်ဆိုတော့ဖြစ်သွားနိုင်တာပဲဘာမှမစိုးညာအားလုံးကဖြစ်သွားတဲ့သဘောတရားတွေကြီးပဲဒါပေမဲ့ တိဖို့ရသွားရင်တော့သိကြပါတယ်ဒါမူကုတ်ကတော့ကျွန်တော်ထင်ပြောရလို့ရှင်တော့ရွေးကောက်ဝယ်ပြီးလောက်မှဖြစ်နိုင်မယ်ထင်ပါတယ်နော်ရွေးကောက်ဝယ်ပြီးမှဖြစ်နိုင်မယ်အကျန်တဲ့ဒီတိဖို့ရသွားပြီဆိုလို့ရှင်တော့တစ်ဖက်မှာရှိတဲ့နံမတူတို့ဘာလို့ဒါဒါတွေကိုဝင်ရောက်ရှင်းနေတက်ခိုက်ပြီးတော့တက်မတော်ကအလုံးစုံထိန်းချုပ်လိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဘရားအားလုံးကအပြောင်းလဲတွေဖြစ်နိုင်တာကြောင့်တိဖို့ကိုတက်မတော်ကထိန်းချုပ်ပြီးသွားရင်ဘယ်မျိုးကိုတိုက်မယ်ဆိုတာအတိအကျမသိရသေးတဲ့အတွက်မူကုတ်ကိုဝင်တိုက်မှာလားလို့မေးနေတဲ့မိဘပြည်သူတွေကိုကျွန်တော်ဒီနေ့ကနေဖြေပေးလိုက်ပါတယ်နောက်တစ်ခါတော့ဒီ အညာသားအကြမ်းဖက် PDF တွေရဲ့လောက်ရတွေနဲ့ပတ်သက်ပြီးတော့ဒီအညာ PDF ဟိုအညာကဒေတာကံပြည်သူတွေတချို့ပြည်သူတွေဒါတော်တော်ခံစားနေရတဲ့အပိုင်းတွေမှာတွေ့ရတယ်တော်တော်များများလေးဗီဒီယိုဖိုင်တွေမှာအကြမ်းဖက် PDF တွေနဲ့ဒါပြည်သူလူထုနဲ့ရန်ဖြစ်ထိတွေ့နော်မိုင်းရိုင်းစော်ကတက်ဖြတ်နေတာတွေတွေ့ရပါတယ်နော်အဲ့တော့အကြမ်းဖက် PDF တွေကသူတို့ကိုပုံကန်ရင်သူတို့ရဲ့ဒလန်ဆိုပြီးတော့ကျတော့တခါလေမြေပြင်မှာရှင်းခဲ့တာဖြစ်ပါတယ်နော်အကုန်လုံးတက်ပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဒီလက်ပတ်လာရောက်မှာဖြစ်သွားတဲ့အမျိုးသမီးဆိုရင်လည်း အခုချိန်ဒီအဆက်အသွယ်တွေပြတ်တောက်နေတယ်အဲ့ကောင်မလေးဆိုရင်သေပြီလားတော့မသိဘူးနော်အဲ့ကြီးရဲ့မိသားစုဆိုသေပြီလားတော့မသိဘူးအဲ့တော့ကျွန်တော်ထင်ပါတယ်အဲ့ကောင်မလေးဆိုရင်လည်းဒီကောင်တွေရဲ့နော်အစာဖြစ်သွားပြီအတွက်ဖြစ်သွားတော့ပါပြီနော်အဲ့တော့ဒီကောင်တွေကမမြင်ဘာမှမနေနိုင်တဲ့ကောင်တွေဆိုတော့ကျတော့အဲ့ကောင်မလေးလည်းတက်ရှိထင်ရှားရှိလိမ့်မယ်လို့ကျွန်တော်လည်းမထင်ပါဘူးလက်ရှိတာအညာမှာတော့နော်အကြမ်းမဲ့ PDF တွေကိုထောက်ခံပါတယ်ဆိုပြီးလက်ရှိတော့သူတို့မွေးတဲ့မီးသူတို့ပြန်ခံနေရတာဖြစ်ပါတယ်နော်လက်ရှိအညာမှာတော့ အကြံပေး PDF တွေရဲ့ရက်ဆက်ရုပ်မှားခြင်းတွေကိုဒေတာကံပြည်သူတွေအများပြခန်းသားနေရပါတယ်။ဒါတော့တစ်ချက်ပေါ့။နောက်တစ်ချက်ကတော့ဒါ UEC ကနေပြီးတော့ထုတ်ပြန်ချက်တစ်ခုထွက်လာတယ်။ဒါကတော့ UEC ကဘယ်နဲ့ပတ်သက်ပြီးတော့ကျတော့နော်။ဒါစီယုံရေးဆင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျယ်တဘွန်းတော့ကျွန်တော်ရှင်းမပြတော့ဘူး။အဲ့တော့အကြံမြင့်နေနဲ့ကျွန်တော်ရှင်းပြမယ်ဆိုလို့ရှိရင်ဒီဟိုပါဝေကောက်ပွဲဝင်ရောက်ရှင်းပြမယ်ပါတီစုံနေနေနဲ့နော်ကျွန်တော်တို့ဒီ28ရက်ဆယ်လ2025ကနေပြီးတော့ဒီ26ရက်12လ2025ရက်နေ့အထိကိုဒါရက်ပေါင်း60ရက်ပေါင်း60ကို စီယုံရေးစင်ပိုင်ခွင့်ပြုထားတယ်စီယုံရေးစင်ပိုင်ဟိုစီယုံရေးစင်ပိုင်ခွင့်ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဟိုမျိုးတကာလှည့်ပြီးတော့ကျွန်တော်စီယုံရေးစင်တာတွေရှိမယ်ပြီးလို့ရှိရင်ဒါပြည်သူလူထုနဲ့ထိတွေ့တာတွေရှိမယ်ဒါပြီးလို့ရှိရင်ဒေသခံပြည်သူတွေရဲ့အခက်အခဲတွေကိုဆောင်ရွက်ပေးတာတွေရှိတယ်ဒါဒါတွေကိုစီယုံရေးစင်မှုအတွက်ကိုဒါ28ရက်ဆယ်လ2025ရက်နေ့ကနေပြီးတော့12ရက်ဟို sorry 26ရက်စနေနေ့2025ရက်နေ့ည7:00နာရီအထိကိုဒါခွင့်ပြုထားတယ်ဆိုပြီးတော့ UEC ကဒါမနေ့က25ဟို sorry 25ရက် ဆယ်လ2025ရည်နှစ်စာနဲ့တူထွက်ထလာရှိပါတယ်เนาะဒါနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရှင်ပြိုင်မဲ့ရွေးကောက်ခံပါတီတွေနေနဲ့လည်းဒါ20ရှင်းရည်နှစ်စတင်ပြီးတော့လိုက်လံစည်းရုံးတာတွေလုပ်ပါလိမ့်မယ်